ာပေါင်းနဲ့ပြေဆုံးကြပါစေ။ဓမ္မဘေကြီးဆရာတော်အရှင်ဝရိယတောင်စွန်ရေးသားတော်မူခဲ့တဲ့မထေမြတ်တို့စကားဝိုင်းစာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်၍ပြန်ဝေတင်ဆက်ပါမယ်ရှင်။ဂျိုဒုတရားရှင်ကျင့်ကြံအားထုတ်ခြင်းလို့မဟုတ်ပဲညင်းကျင်ပြောခြင်းတို့လာမီးတဲ့လူကိုတရားနဲ့ပတ်သက်ပြီးဘ ഹു သုဒ္ဓတွေပြောပြလိုက်လို့ကတော့ကွာမြင်းကောင်းချူတက်မြောက်လက်မောင်းအပ်အရက်မချမ်းသာဆိုသလိုဖြစ်ကုန်တော့မှာပေါ့ မရပူရစီရတော့ဗန်းတန်တာဥက္ကန္တာဘေးဝင်တာ မန္တလေးမြို့ဓကိနယာမဖျားကြီးတိုင် အမရပူရအကြောင်းကျေးဇူးတော်ရှင်ဆရာတော်ဗဒ္ဒနာဥက္ကန္တာဘိဝင်တာမထေမြဲမိန်ကြားတဲ့စကားပုံဖြစ်ပါတယ်1329ခုနှစ်ကမရပူရမြို့တူမောင်းတိုင်တိုင်ဥဆရာတော်ရဲ့စာဗနာကိစ္စကို စီမံဆောင်ရွက်ပြီးရင်ဆရာတော်ပန်းဖျားဖျားလူတူမောင်းတိုင်မှာတလောက်လောက်တည်င်းသုံးအနာယူနေပါတယ် မိမိကအနည်းနှိတ်လဲနည်းနည်းပါးပါးဝိပုပေးတတ်တာရဲ့စာချောင်းပေချောင်းဝါသနာပါလို့မိတဲ့လျှောက်တက်လေးရှိတာရဲ့ကြောင့်ဆရာတော်အနာမှာ စာဝါချိန်ကလွဲရင်မပြတ်နေပေးရပါတယ်တနေ့မှာဆရာတော်နာဝိပုပေးနေတော့ကျောင်းမှာဧည့်သည်တွေရောက်နေတယ်ဆိုပြီးကိုရင်တပားလာပြင်းတော့ဆရာတော်ကခဏလိုက်သွားလိုက်ပါလို့ခွင့်ပြုတဲ့အတွက်ခဏလိုက်သွားပါတယ် ပြန်ရောက်တဲ့အခါအကျိုးအကြောင်းပြီးတော့တရားအကြောင်းစာအကြောင်းမေးကျင်လို့လာတဲ့တခါကြီးတွေဖြစ်တဲ့အကြောင်းနဲ့ဒီလိုပဲမကြမကြလာတတ်လေးရှိကြောင်းကြောင်းလာမေးပြီးလင် အရက်ထဲမှာတရားဝိုင်းဖွဲ့တယ်ဆိုပြီးဆွေးနေညင်းခုန်လေးရှိတဲ့တခါများဖြစ်ကြောင်းရှောက်ထားလိုက်တဲ့အခါဆရာတော်ကအထပ်ပါစကားကိုမိန်ကြားလိုက်ပါတယ်ဆက်လက်ပြီးတော့ မြင်းဆိုတာငကူကအပြေးတန်ပြီးသားဂျိုတာတက်ပြီးလိုက်လို့ကတော့ပြေးပြေးခက်ခက်လှုပ်လိုက်ရင် အရက်ပြတ်သွားတော့မှာပေါ့မြောက်ဆိုတာမျိုးကလည်းငကူကအငြိမ်မနေတတ်တဲ့အကောင်မျိုးလက်ထဲမောင်းရထားလို့ကတော့အိမ်ခေါင်မိုးမရှောင်ဝင်းထည့်ရမရှောင်နေမရှောင်ညမရှောင်ရှောက်ခေါက်နေရင်အရက်ဘယ်ချမ်းသာနိုင်တော့မလဲခုမင်းပြောတဲ့တကားတွေဆိုတာလေအဲ့ဒီလိုအမျိုးသားတွေကဖြစ်ပုံရတယ်ကြီးကျယ်လဲလောက်ပါကွာ တော်ကြာအချိန်မသိအခါမသိစားချိန်မှန်းမသိအိပ်ချိန်မှန်းမသိညင်းကြခုန်ကြလို့အရက်မချမ်းသာဖြစ်နေရင် ကိုပါတာဝန်မကင်းဖြစ်နေပါဦးမယ်လို့တတိပေးမိန်ကြားလိုက်ပါတယ်ဆရာတော်တတိပေးမိန်ကြားခဲ့တာကြားခဲ့ပါပြီ ဆရာတော်မိန်ကြားခဲ့သလိုမြင်းကောင်းကြိုတက်ပေးလိုက်သလိုလို့ဆိုရအောင်လို့ထီပြေးပြေးခက်ခက်လို့သူကိုတော့မတွေးခဲ့မိပါဘူး။တိတ်မကြသေးခင်ကမှမိမိနေခဲ့ဘူးတဲ့မြို့တမျိုးကလူငယ်တယောက်နဲ့တွေးလိုက်ရတယ်။ အရင်ကလေးကတည်ထားဘူးလို့ရင်းရင်းနှီးနှီးပဲမိမိနဲ့အတူအเจ้าကိုလာပြီးတရားအเจ้าလျှောက်ထားခြင်းတယ်လို့ပြောလာလို့ခွင့်ပြုလိုက်ပါတယ်ပြောစရာရှိတာပြောပါလို့ခွင့်ပြုလိုက်တဲ့အခါသူကယခုလက်ရှိ ပရိယတ်ထိအလုပ်တွေမြတ်စွာဘုရားအဘော်ကြမဖြစ်ပုံကအစားချီပြီး သူတို့တည်ထားတဲ့အမှန်တရားဆိုတာများကို မပြက်ပြောနေပါတော့တယ် ူတို့သိထားတဲ့တရားဆိုတာသူတို့ဆရာကိုယ်တိုင်က တရားသဘောအပြည့်စုံသိပြီးဖြစ်တဲ့ယဟန်ကိစ္စပြီးပြီးသားပုဂ္ဂိုလ်က ပြောကြားပြတာလို့လည်းဆိုပါတယ်သူအမှုအရာကသူတို့သာအစအမှန်သိထားတာ ဖြစ်လို့တခြားသူတွေကိုညံလာကြည်လားဆိုတဲ့ပုံစံမျိုးနဲ့ပြောနေတာပါဒီနေ့နာမီထင်ရှားတဲ့ကမ္မဌာနစရိယဓမ္မကတိကတဲ့ကဘယ်ဖုံးကြီး ဘယ်ဖုန်းကြီးများထံလဲသူတွားရောက်ဆင်းနေခဲ့ကြောင်းများလဲပြောပါသေးတယ်။သူ့အရက်မှာဆရစကန်းလာဟောတဲ့ဆရာတော်ကိုလည်းစကန်းသိန်းတဲ့နေ့ကရှောက်ထားမိလို့အဲ့ဒီကမ္မထမ်းဆရာတော်ဘာမှပြန်မပြောတတ်ပဲဖြစ်သွားကြောင်းလဲပါပါတယ်။ နောက်ထပ်သိရတာကတော့ဒီတငယ်ဒီလိုပဲ သူ့ရဲ့မှာတရားစခန်းလာဖွင့်တဲ့ဆရာတော်တွေကထော်လော်ကန်းလန့်တွေကြည့်မေးပြီးပွဲပြဲအောင်လုပ်ခဲ့လို့အများက အတော်ချင်နေကြောင်းနဲ့သူ့ကိုခက်ဆောင်ဆောင်နေကြကြောင်းလည်းသိရပါတယ်။တရားဆိုတာကိုယ်စိတ်နဲ့ရဲ့အင်းငိမ့်ငိမ့်သက်ဖို့ဖြစ်ပေမဲ့ဒီတငယ်တရားထူးရပုံကတော့ကိုယ်ကလည်းမြောက်ဆော့ဆော့ စိတ်ကလည်းမြဲသူတစ်ပါးကိုနှိတ်ကွလိုက်မယ်ဆိုတဲ့မေးခွန်းနဲ့အနိုင်ယူလိုက်မယ်ဆိုတဲ့စိတ်မျိုးမွေးနေပုံမှာပဲသူတို့သိသလိုအခြားသူတွေမသိနိုင်ဘူးလို့ယူဆပြီးလူတွေတိုင်းလည်းပြောကျင်နေပုံမှာပဝင်းကျင်ကလေးစားခံရတဲ့လူတွေက အထင်ကြီးနေတယ်ဆိုတဲ့အရှင်မြတ်များကို ပို့ပြီးတွေးကျင်ပြောကျင်နေဆိုတဲ့သူရဲ့ဆန္ဒကိုလည်းပြောပြပါတယ်။ ဆရာတော်တပါးမိန်ကြားဘူးတွေတရားမူမမှန်ရင်တရားအနယ်မထိုင်သူဟာ သူတပါးကိုအမြဲပုတ်ခတ်လေးရှိတယ်တဲ့ဒီတငယ်ကလည်းဒီအမျိုးသားတွေကပါပဲသူနဲ့တွေ့တဲ့အခါကျေးဇူးရှင်အမရဘူရာဆရာတော်မိန်ကြားဘူးတဲ့စကားကို ပြန်သတိရမိတော့တယ် ဂျိုတက်ပေးထားတဲ့မြင်းလိုဂျိုအတုတရားရှင်ဆိုတာဒီတငယ်လိုလူပုဂ္ဂိုလ်မျိုးကိုပြောတာထင်ပါရဲ့သူလိုဂျိုအတုတရားရှင်တွေဘလောင်များတောင်ရှိနေပြီလဲမပြောတတ်တော့ဘူးမြတ်ဗုဒ္ဓရဲ့တရားတော်ဆိုတာကိလေသာအပူကင်းဝေးဖို့ဟောကြားထားတာဖြစ်လို့တရားကိန်းဝင်တည်ရှိသူရဲ့တဒံမှလည်းကိလေသာဆိုတဲ့စိတ်ရဲ့အပူတွေအနှောက်အယှက်တွေကင်းဝေးပါတယ် ဒီလိုတရားရှင်အစင်များဟာသူတစ်ပါးကိုလည်းစိတ်နှောက်ရှက်ဖြစ်အောင် ပူပန်အောင် မလုပ်တတ်ပါဘူးလောကမှာအဖို့တန်တဲ့ယတနာပစ္စည်းကို ကိုယ်တိုင် အစစ်မှန်ရထားသူများဟာတခိုးရွှေရတပြပြဆိုသလိုလူတိုင်းကို လိုက်ပြမနေတတ်ပဲလုံခြုံအောင်သိသိပြီးလိုအပ်မှသာဆင်မြန်းတတ်ကြသလိုတရားကိုတန်ဖိုးထားတဲ့တကယ့်တရားရှင်များကလည်း တရားကို အမြတ်တနိုးသိသိပြီးလိုအပ်မှ တောင်းဆိုမှသာ ဟောပြောဆင်မြန်းတကြမှာပါ လူတွေ့တိုင်းတရားဆွမ်းပြခြင်းနဲ့ဂျိုအတုတရားရှင်များနဲ့တကယ်တရားရှင်အစ်စ်ကို ခွဲခြားနိုင်ဖို့ဆိုတာ အမူအရာကြည့်ုံနဲ့တည်တာလှပါတယ်ခွဲခြားစီစစ်နိုင်ကြပါစေရခဲ့တဲ့ဂျုံဘဝ လေဒီဆရာတော်ဖျားကြီးတတ်တော်ထင်ရှားရှိစဉ်ကမန္တလေးကို ရောက်တဲ့အခါတိုင်းမစိုးရင်ကျောင်းတိုက်ကို ဝင်ဖြစ်အောင်ဝင်လေးရှိတဲ့ဆရာတော်ကြီးကသာသနာတော်ဝင်ကိုဆန်းဆန်းတမန်ထမ်းဆောင်လေးရှိတဲ့ တည်င်းဖို့ညီတော်နောင်တော်တွေကို လေးစားလေးရှိတဲ့အတိုင်းမန္တလေးမစိုးရင်ကျောင်းတိုက်ကဆရာတော်များကလည်းပရိယတ်ဓိသာသနာတာဝန်ကိုဆန်းဆန်းတမန်ထမ်းဆောင်နေကြတာဖြစ်လို့ရောက်တိုင်းကိုယ်တိုင်သွားရောက်တွေ့ဆုံပြီးဝမ်းမြောက်စကားပြောပြောကြားအားပေးရင်းနဲ့ပိတကက်စာပေရင်းနဲ့သာသနာရေးကိစ္စများကိုလည်းဆွေးနွေးပြောဆိုလေးရှိတာပါတဲ့ တချိန်မှာတော့မစိုးရိမ်ចောင်းတိုင်းရောက်တဲ့အခါလေဒီဆရာတော်ကြီးကမစိုးရိမ်ဆရာတော်များကိုဆရာတော်လေးတို့သာသနာ့ကျုံကိုခံကြရလားလို့မေးပါတယ်။လေဒီဆရာတော်ဘာကိုဆိုလိုတဲ့ဆိုတာမစိုးရိမ်ဆရာတော်များက ရိမ့်မိပါတယ်။ဆရာတော်ကြီးဟာမိမိနေတဲ့တိုက်တာမှာအများတန်ခါနဲ့ပတ်သက်တဲ့တောက်ရည်သုံးရည်တဲတာဓမြစည်းလဲတာကအစား ကုတီရေဖြေးတာအထိလုံးလေးရှိတာဖြစ်တော့မစိုးရင်ဆရာတော်များကလည်းအဲ့လိုလုံးမလုံးမေးလို့ရင်းမှာမစိုးရင်ဆရာတော်များကလည်းပရိယတ်ထိစာပေတင်ကြားရေးဘက်မှသာအလေးထားဆောင်ရွက်နေတာဖြစ်လို့ဒီလိုကိစ္စတွေဆောင်ရွက်တဲ့အပြင်မှာကိုယ်တိုင်ဆောင်ရွက်မှုနည်းခဲ့လေတော့ဆရာတော်ဖေဟာရှက်ရှက်နဲ့ပဲအမှန်တိုင်းဝင်ခံရတော့မှာပါပဲအဲ့ဒီဘက်မှာတပည့်တော်တို့ချွင်ရင်းခဲ့ပါတယ်ဖေဟာလို့ပြန်၍ရှောက်တင်ကြပါတယ် ဒီတော့လေဒီဆရာတော်ဖရာကြီးကအရှင်ဖရာတို့တဲညံ့တာပဲတားကြုံမရကြုံဆိုတာတန်တရားတစ်လျှောက်လုံးခံခဲ့ရလှပြီးသာသနာကြုံဆိုတာ သာသနာတော်နဲ့ကြုံလုံးမှခံခွင့်ရတာတပည့်တော်တို့အလွန်ကံကောင်းလို့ အခုသာသနာတော်နဲ့ကြုံကြိုက်ပြီးဒီအခွင့်ရေးကြီးရတာလက်လွတ်မခံသင်ဘူးလို့အမိန်ရှိပါတဲ့မစိုးရင်ထေယုတ်ပတိလေဒီဆရာတော်ဖျားကြီးကမစိုးရင်ဆရာတော်များကို ပြောကြားတာဖြစ်ပေမယ့်ဒီစကားဟာသာသနာတော်နဲ့ကြုံကြိုက်ခွင့်ရသူတိုင်းအလေးနက်ထားရမယ့်စကားပါ သာသနာကြုံခံနေဆိုတာပရိယတိပฏิပတ်သင်အံလေးလာခြင်းနဲ့လိုင်းနာခြင်းသုံးပွားများခြင်းတာဝန်နှစ်ရပ်ကိုထမ်းဆောင်နေကြတဲ့ပုဂ္ဂိုလ်များနဲ့ပတ်သက်တဲ့လောကိုင်းဆောင်ရွက်စရာဝေယဝိဆာကိစ္စများကိုဆောင်ရွက်တာပရိယပฏิပတ်သာသနာတော်တိုးတက်ရာတိုးတက်ကြောင်းဖြစ်တဲ့စာပေရေးသားခြင်းစာအုပ်စာတမ်းထုတ်ဝေခြင်း ဟောပြောပူချမှုတွေကိုကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်လာအောင်ဆောင်ရွက်ချင်းစားတဲ့ကိစ္စရက်တွေအပါအဝင်သာသနာတော်ကိုမကြည်ညိုတတ်သေးသူတွေအားကြကြည်ညိုလာအောင်ကြည်ညိုပြီးသူတွေပုံမိုထက်တန်ပြီးအသိဉာဏ်တိုးတက်လာအောင်ဒီသာသနာတော်နဲ့ပတ်သက်တဲ့ဆောင်ရွက်စရာတွေအားလုံးပါပဲအဲ့ဓာတွေကိုကိုစွမ်းနိုင်ရာကနေစွမ်းနိုင်သမျှဆောင်ရွက်ကြတာဟာ ကိုယ့်ရဲ့မာမာနာတွေကိုနှိမ်ချဆောင်ရွက်တာဖြစ်လို့သာသနာကျွန်ခံတယ်လို့လေဒီဆရာတော်ဖရာကခံယူပြောဆိုတာပါ သာသနာနဲ့ပတ်သက်ရင်ကိုကိုကိုနှိမ်ချသုံးဆွဲတဲ့သဘောပါပဲ မြတ်စွာဘုရားရှင်လက်ထက်တော်ကတရားမင်းအစရှိတဲ့ပုဂ္ဂိုလ်တွေကတော့လူငယ်အသွင်ဖန်ဆင်းပြီးဘုရားရှင်နဲ့နောက်ပါတန်ဃာတော်တွေကြွရတဲ့အခါရတ္ထူရွာသားတွေကြိုတွင်သိရှိနိုင်အောင်လို့ရှေးကနေကြွေးကြော်နှိုးဆော်တဲ့အလုပ်ကို လုပ်ကြင်ကြတာဟာလေသာသနာကျွံခံကြတာပဲ အများကြားဘူးနေကြတဲ့ဂေါသကနတ်သားဆိုတာအဲ့ဒီလိုကြွေးကြော်တဲ့ကုသိုလ်ကြောင့်နတ်ပြည်မှာအတန်ဩစာကောင်းတဲ့နတ်သားသွားဖြစ်ခဲ့တာပေါ့သာသနာဆိုတာတတဝအားလုံးနဲ့ဆက်ဆံပါတယ်သာသနာတော်နဲ့ပတ်သက်တဲ့ကိစ္စတိုင်းဟာ အများနဲ့ဆက်ဆံတဲ့ကိစ္စပါပုဂ္ဂိုလ်တတဝဘာအကန့်အသတ်မှမရှိ အားလုံးအတွက်ဆောင်ရွက်ရတာဖြစ်လို့ဘလောက်လွယ်ကူပေါ့ပါတဲ့ကိစ္စဖြစ်ဖြစ်အတိုင်းမရှိ အကျိုးကြီးမားပါတယ်အခုလို သာသနာတော်နဲ့ကြုံကြိုက်ခွင့်ရကြသူတိုင်းဒီအခွင့်အရေးမျိုးကို လက်လို့မခံပဲတံပိုးထားပြီးရခဲ့တဲ့ဒီသာသနာကြုံဘဝကိုရအောင်ခံယူနိုင်ကြပါစီအန်ဩစရာထူးဆန်းများရဲ့အန်ဒီရဲ့ဆူ အန်ဩစီယာထူးဆန်းများကိုစိတ်ဝင်စားကြတာဟာဘာအခုမှမဟုတ်ပါဘူးမြတ်စွာဘုရား လက်ထတော်ကလေးက အတော်တွင်ကျဲခေစားနေတာပါပဲကောတူဟလာတာလာဆိုတာဗမာဘသူတွေကဘာထူးဆန်းတွေများ ပြောတယ်လေပြတယ်လေလို့တွေးဆုံပြောကြတဲ့စီရဲကို ခေါ်တာပါပြီးတခဲ့တော်မှလည်းဒီအစမ်းတကျဲပြောကြရစီရဲ့အကြောင်း အတော်လေးပါပါတယ် အထူးသဖြင့်တော့ဘာသာရေးနယ်ပယ်ကအစမ်းတကြေပြောကြကြင်ညာနေထိုင်စားသောက်ကြပုံတွင်ကြားရတွေ့ရသည်မအချင်းချင်းတည်င်းဖလှယ်ကြတာပါပဲလူတွေကလည်းတကယ်ကိုယ်တိုင်တွေ့ကြုံခံစားနေရတဲ့ဆင်းရဲဒုက္ခတွေလွမြောက်ရေးထက်အဲ့ဒီတန်တော်ဖြစ်စီအောင်ဘာသာရေးတည်င်းထူးတွေကိုပဲပို့ပြီးစိတ်ဝင်စားတတ်ကြပါတယ် ီလိုတန်တော်သတင်းထုနောက်ကိုလိုက်ပြီးအထင်ကြီးကြီးညိုတတ်ကြတဲ့ဂောသပမာဏိကတရားသမားတွေဟာတရားမှာ80နှုန်းလောက်ရှိတယ်လို့ဝေပင်တီကာဆရာက ခံမှန်းပြပါတယ်။ကိုးွယ်စည်းကဲထိုက်တဲ့ဘာသာတရားစစ်မှန်ဆိုတာကိုကျင့်စာရိတ္တတီလ စိတ်တဲ့ခိုင်မာရင်ကျက်မှုတမာတိအတိညာနဲ့စင်ကျင်တုံတရားပညာတို့ကို တိုးပွားစေပြီးပူပင်မှုဒုက္ခတွေကိုလျှော့ပါကင်းပြောက်စေနိုင်ရပါမယ်။အစွဲလန်းကြီးမှုတဏှာကိုကိုကို အထင်ကြီးမှုမာနအယူသီးမှုဒိဋ္ဌိတွေလျော့ပါပြီးစိတ်ရဲ့အေးချမ်းမှုကို ပေးနိုင်စွမ်းရှိမရှိဆိုတာဘာသာအစစ်အထုကိုခံမှန်းတိုင်းတားရမယ်ပေရန်မှာပဲဒီပေရန်ကိုအတုံးမချပဲ ထူးဆန်းအံ့ဩဖွဲ့ရာကိုစံထားကိုွယ်မိလို့ဆရာပေါင်းမပြီးဖျားမကယ်နိုင်တဲ့အသည့်ရောက်ခဲရသူတွေထဲမှာအစာတသက်ဟာသင်္ကန်းစာယူထိုင်ဆုံးပုံကိုပါပဲတကူအပြကောင်းတဲ့ဒေဝတက်ကို အထင်ကြီးကိုွယ်မိရာကအဖတ်တတ်တဲ့ကံကြီးအသည့်ထိုက်ခဲလို့ပင်ကိုရှိပြီးသားသောတာပန်ဖြစ်နိုင်လောက်တဲ့ပါရမီအရင်းနည်းတွေအချီးနည်းဖြစ်ခဲ့ရပါတယ် မြတ်စွာဘုရားရှင်ကအစာတသက်ဟောင်းကိုမြစ်ကို တူးဖြိုဖြက်စည်းပစ်ခဲ့ပြီလို့ကောက်ချက်ချတော်မူပါတယ်။ဒီနေ့မိမိတို့ရရှိခဲ့တဲ့ဘဝဟာရာတောင်းရခဲ့တဲ့လူဘဝကိုရရှိပြီးကြုံခဲ့ရတဲ့သာသနာတော်ကြီးနဲ့ကြုံကြိုင်းနေရတာပါ။လူဘဝကိုရရှိတာဟာကံကောင်းထောင်မှလို့ဖြစ်တယ်လို့သာသနာတော်နဲ့ကြုံရတာဟာလေပါရမီထောက်ပံ့ကောင်းရှိလို့ပါပဲ။ ဒီတံမိုးကိုအလေးနဲ့မထားပဲထူးဆန်းအောင်ဆရာတွေနောက်လိုင်းနာကြသူတွေဒီနေ့ခင်မှာလဲအတော်တိုးပွားခင်စားနေကြပါတယ်မြတ်ဗုဒ္ဓရဲ့အစိမ်းမအဆုံးမတော်အရာလူတိုင်း တတဝတိုင်းဟာကိုပြုထားတဲ့ကံရဲ့အမွေကိုသာ ကိုခံစားခွင့်ရှိပါတယ်။သူတပားကံကို ကိုကခံစားခွင့်မရှိပါဘူး။မြတ်စွာဘုရားတတော်ထင်ရှားရှိစဉ်ကဖျားရှင်ကို မျက်မြင်ကိုတွေ့ဖူးမြော်ခွင့်နားနှင့်ဆက်ဆက်တရားနာခွင့်ရသူတွေဟာလေကိုယ်တိုင်လိုင်းနာကျင့်ကြံမှု မရှိသူတွေမှာဘာအကျိုးမှ မထူးခဲ့ပါဘူး။ကြေးကျွန်တွေဟာကြေးကျွန်တွေပါပဲ။ ရာဇဝေသားတွေဟာလည်းရာဇဝေသားတွေပါပဲလိုင်းနာကျင်းကြံကြသူတွေမှာတော့အတိတ်ဘဝရဲ့ဝီကျွေးအဖြစ်နဲ့အခုဘဝမှာကြေးကျွန်နေဓွန်းဆန်းသားတွေပိတ်တာတွေဖြစ်နေကြရပေမယ့်ကိုကျင့်သုံးတဲ့တရားကျေးဇူးတွေကြောင့်မတ်ဖို့ရကြအရိယာဖြစ်ကြပြီးနောင်ကြံသေးတဲ့တန်တရားတစ်လျှောက်မှာအပေပေးဒုက္ခနဲ့ဘယ်တော့မှ မကြုံတွေ့ရတော့တဲ့အပြင် ရုံနေဆင်းရဲတဲ့အမျိုးအနွယ်မှာဘယ်တော့မှမဖြစ်ရတဲ့တန်တရားအာမခံချက်တွေအပြေအဝါရရှိသွားကြပါတယ်။နီးစန်းကိုရှောင်းနီးမှန်ဆောင်နိဗ္ဗာန်ထီအောင်မဆင်းရဲဒါတွေကိုထောက်ထားစဉ်းစားပြီးထူဆန်းမှုဟာကိုယ်အတွက်ဘာအကျိုးမှမရှိပါဘူး။စစ်မှန်မှုကတော့ကိုယ်လက်ခံကျင့်သုံးနိုင်သလောက်အကျိုးများတယ်ဆိုတာသဘောပေါက်လိုက်နာကြစေခြင်းပါတယ်ရှင်။ နောက်တစ်ပိုင်းမှာပြန်၍တွေ့ဆုံပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မမြေဦးမိုးပါရှင်